နှုတ်ဒီနေ့ရာသီဥတုအေးအေးနဲ့လိုက်တယ်ပူပူဆက်ဆက်မြူးမရှိလေးကိုအလွမ်းပြေလှုပ်ဆာရအောင်နော်အရင်ဆုံးကတော့အမ်နိုချက်ရိုးတာမှမဟုတ်ရင်ဝက်ရိုးကိုပြုတ်ပေးပါမယ်ရှင်အမ်ငါ9မိနစ်လောက်တရေပြုတ်ထားတဲ့ချက်ရိုးလေးကိုသုံးမယ်ပေါ့နော်အဲ့ဒါလေးကိုထည့်တယ်ပြီးတော့ကျွတ်မဲရဲ့အမြင့်ရဲ့ကျွတ်ပြူသားပြရိုက်ထားတာရဲ့ဂျင်းလေးတွေထည့်ပါတယ် ရှည်ုံမမလေးထည့်ပြီးတော့ပေါ့နော်အယူနူတဲ့အထိအမျိုးပြုတ်ပါမယ်နော်အရသာကတော့ငါအစားတမျိုးလေးထည့်ပါတယ်ပြီးရင်ငုံကောင်းလေးအုပ်ထားပါတယ်ချက်သားမုံနေပါကြရင်လည်းထည့်လို့ရပါတယ်နော်ပြီးရင်ကတော့ချက်သားဒါမှမဟုတ်ဝတ်သားပေါ့နော်ချိတ်သားသုံးလေးရပါတယ်အဲ့ဒါလေးကိုငါအစားလေးနဲ့အရင်ဆုံးရတာနေထားပါတယ်ဒီညမှာချက်သားမုံထည့်ခြင်းလည်းထည့်လို့ရရပေါ့နော်ပြီးရင်ကချက်သားလေးကိုစီတက်ပါမယ်နော်ဒဲဦးထဲမှာစီလေးနည်းနည်းထည့်ပြီးတော့ချက်သွန်ဖြူထောင်းထားလေးကိုမှုလာတဲ့ဒီကြော်မယ်ပေါ့နော်ပြီးရင်ဝနာချက်သားလေး းတွေကိုထည့်မယ်။ရုပ်တိအစိမ့်မှုံလေးလည်းထည့်ပေးပါမယ်။ ဒီညမှာပဲငပိလေးနဲ့လည်းထည့်လို့ရတယ်ပေါ့နော်အင်္ဂါကမထည့်တော့ပါဘူးပြီးတော့ရင်တော့အင်္ဂါကဒီရှောက်ကောလုံးလေးကိုတစ်လုံးထည့်ပါမယ်။ဒါလေးမထည့်ဘဲနဲ့တရုတ်မဆလာပေါ့နော် five spices powder လေးထည့်လေရပါတယ်။ငုံသီးမုံလေးနည်းနည်းလေးလိုလိုနည်းလေးထပ်ထည့်လိုက်တယ်ပေါ့နော်ပြီးတော့ရင်တော့ရေခမ်းပြီးတော့စီလေးပြန်လာတဲ့အထိချက်ပေးလိုက်ရပါပြီ။ဒီလိုစီမသက်ဖဲနဲ့လေကုနာကချက်ပြုတ်ရေထဲမှာပဲတခါရဲထည့်ပြုတ်လိုက်လေရပါတယ်နော်။ပြီးရင်ကတော့အမနိုစီချက်လေးချက်ပါမယ်နော်။ချက်သွန်ပြူထောင်းထားတာကိုစီလေးထည့်ပြီးတော့ micro wave 2မိနစ်လောက်လုပ်ပြီးတော့ငါစီချက်လေးချက်လိုက်ပါတယ်ရလာပြီဆိုတော့မှနှမ်းစီလေးနဲ့တုံးမဆလာလေးနဲ့ကိုထည့်လိုက်ပါတယ်ရှင်ဒါလေးကတော့အပြင်ထားတဲ့အရွက်လေးပါနော်အငါကတော့အရွက်စိမ်းလေးကို bug try သုံးပါတယ်ကစုံရက်သုံးလဲရရပေါ့နော် ပြီးတော့ပဲပြရရဲ့ငုံရဲ့ပန်းကော်ပြီးရဲ့ဘီဘီကွန်လေးရဲ့မုံလောင်းနီရဲ့ရွှေပဲသီးရဲ့ပြီးတော့အီနိုကီမိုးလေးပေါ့နော်နောက်ထပ်လိုတာတွေကတော့မြေပဲတောင်းလေးရဲ့ဒါလေးကတော့ငုံသီးစင်းလေးတွေကိုညှက်ပြီးတော့ရှာလကာရေးနဲ့နှစ်နာရီလောက်စိမ်ထားတာပါသူ့ ready made ဝယ်လဲရပါတယ် M comment မှာပုံလေးပြမယ်နော်ပြော်ဒါလေးရကြတော့ခုနချက်ထားတဲ့စီချက်လေးပေါ့နော်ဒါကတော့မပါမဖြစ်ဘဲငပီရဲ့ပြီးတော့ငုံသီးကြော်ကိုတော့အငားလွယ်လွယ်ကူကူလောင်ကမ်းမလေးကိုပဲသုံးပါမယ် ခေါက်ဆွဲရတော့မီးရှည်တွေနန်းကြီးတုတ်တွေမှာသုံးနေကြခေါက်ဆွဲလေးပါကြိုပြီးတော့ပြုတ်ပြီးတော့ရေးဆေးပြီးတော့ရေးစစ်ထားပါတယ်ဒါဆိုရင်အမျိုးမျိုးမီးရှည်လေးစားပြီးတော့ချက်လို့ရပါပြီเนาะခုနကပြုတ်ထားတဲ့ချက်ပြုတ်ရေးလေးကိုမျိုးမီးရှည်ချက်မဲ့ဦးထဲမှာအရင်ဆုံးထည့်ပါတယ်ပြီးတော့အရာတော့ခေါက်ဆွဲထည့်တယ်ဂျန်တဲ့အသီးရွက်တွေအသားတွေကိုကိုယ်စိတ်ချိုက်ထည့်လိုက်ပါတယ်เนาะအမကလေမီးဦးလေးနဲ့ချက်ချင်ပေမဲ့လည်းအမင်းရဲ့နေရာမှာမီးဦးကလွယ်တူရှာလို့မရလို့ရှိတဲ့ဦးလေးနဲ့ပဲချက်ထားပါတယ်เนาะ ချစ်နှစ်ရဲ့လေးနဲ့လေးကျဲဦးချောင်းလေးကိုလည်းထည့်ပို့ပြီးတော့ကောင်းပါတယ်အငါမန်ရောဝယ်ထားပါတယ်ချစ်နေတော့မှထည့်ပို့မိသွားတာပါ ခေါင်းဆွဲနဲ့သီးရွက်လေးထည့်ပြီးသွားပြီဆိုရင်တော့ပင်ကပီလေးတစ်စွန်းထည့်ပါမယ်။ခုနအချက်ထားတဲ့ချက်သားလေးလည်းထည့်လိုက်မယ်ပေါ့နော်။စီချက်လေးလည်းထည့်လိုက်ပါမယ်။ရေပဲထောင်းလေးရလည်းမပါမဖြစ်ပေါ့နော်။သူပါတော့မှမျိုးမိရှိအရာသားလေးကပို့ပြီးတော့ထွက်တာပါ။ငုပ်သီးစိမ့်ကိုရှာလကာရင်နဲ့စိမ့်ထားတဲ့ငုပ်ချင်လေးကိုလည်းထည့်လိုက်ပါတယ်။ငုပ်သီးကြော်လေးကိုလည်းထည့်ပါတယ်နော်။ရတာအတွက်ကတော့အမ်ကပင်ကပြားရဲ့အကြီးလေးထည့်ပါတယ်။ပုံပစ္စည်းသေးစိတ်ကိုထုံးစံတိုင်း caption မှာလည်းရေးပေးထားမယ်နော်။ သူကအချာကြီးတော့မချက်အောင်ပေါ့နော်ဟိရလေးကစူပွက်လာပြီးတော့အတီးရလေးတွေကကိုယ်စိတ်ကြိုင်အနေထားကိုရပြီဆိုရင်ရပါပြီအရသာလေးကိုတစ်ချက်တော့မြည်ကြည့်အောင်နော်ဒါဆိုရင်ကတော့ပူပူဆက်ဆက်မွေ့မွေ့လေးနဲ့ရန်ကွာဆိုင်ဒီမှာစားရတဲ့အရသာနဲ့တတော်လေးကိုဆင်းနေမြေဦးမရှိလေးရပါပြီနော်အရန်ကိုစားလို့ကောင်းတာမို့လို့အိမ်မှာလှုပ်ရှားကြည့်ကြပါအောင်ရှင်ဒါဆိုရင်တော့အမနောက်ဗီဒီယိုကြီးမှာပြန်တွေ့ပါမယ်နော်